အလုံးမင်္ဂလာပါဗျာဒီနေ့ကကျွန်တော်မိထက်မိထက်လူသားလာမက်စီဂိတ်မှာမြန်မာအသင်းနဲ့ပူးပေါင်းပါဝင်ခွင့်ရခဲ့မယ်ဆိုရင်မိထက်လူဘလူချက်တွေရင်ဆင်လာနေတယ်ဆိုတော့ကျွန်တော်နည်းနည်းလေး finish ပြီးချင်တော့ပါဒါကျွန်တော်အမြင်သက်သက်ပဲဖြစ်လို့ဟွာပေါ့မအောင်လဲမနိုင်ပါနဲ့ပေါ့ဟိုမားခဲ့တယ်ထောက်ပြဖို့ပြန်ပြီးလို့ရပါတယ်ညစလဲအောင်ပါပထမဆုံးချက်မိထက်လူပါဘူးပူးပေါင်းလှုပ်လာတဲ့ အလဲဆိုတော့ကျွန်တော်သူ့ရဲ့အပြေးပြီးနှုံးပေါ့နော်ဒီအားကိုပူပြီးတော့ကောင်းအောင်လုပ်တင်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကြည့်လိုက်ပါဒီ AFC Woman Woman ဟိုလေအာဆီယံကခြေစပွဲရာစပြီးတော့မိထက်လူပါတယ်ပွဲဟိုပြင်ပြင်ခဲ့တဲ့ပွဲကိုပြန်ကြည့်ကြည့်ပါဟိုသူ့ရဲ့ဒီဒီအနုံကအားရစရာတိတ်မကောင်းခဲ့ဘူးပေါ့နော်ဟိုအဲ့အရာလေးကပဲအဲ့အရာလေးတွေက သူရဲ့ပင်ကူလားဒါမှမဟုတ်ဟိုလိချင်မှုအားနေသွားလို့ပဲဒီလိုမျိုးဖြစ်သွားတာလားဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲဘလူပဲဖြစ်ဖြစ်ပိုးပြီးတော့ဟိုအဲ့ကိတော့ဒီလိုပြီးတဲ့ဟာကတော့ပြီးအောင်ကတော့ဟိုနည်းနည်းလေးပိုကောင်းလုတ်နိုင်လုတ်လို့ရသေးတယ်ပေါ့ဗျာဘလို့အရင်ကောင်းမဟုတ်တော့မှအတိထက်ပိုပြီးတော့ပြီးနိုင်အောင်ဟိုဒါ training ယူလို့ရတယ်ပေါ့နော်အရာလေးကိုတော့သူ ပြင်းလာဟိုပြင်းစင်းပြီးတော့ဘူကောင်လုတ်တယ်လို့ကျွန်တော်ထင်တယ်အဲနောက်တစ်ချက်ကကြတော့ဟိုဟာပွဲထဲမှာသူဒီဖန်လီပလီတိုင်းနည်းနည်းရှုပ်လို့လေတချို့ຢာရရတော့ဟိုဒီလိုမျိုးဖန်လီပလီညာလဲစားရင်တန်မှန်ပြီးຢာရလဲပို့ပြီးထိရောက်တာရှိတယ်ဗျာအခုသူကဖန်လီပလီຢာညားတယ်ဗျာကျွန်တော်တွေ့ရတဲ့လောက်ကတော့ ဟိုအရာဒီကကြတော့မကောင်းဘူးဗျာဟိုတချို့ဟိုတမန်ဘာမှမဟုတ်တဲ့လုံးမျိုးဖန်စီပလီနေရရေးရကြတော့အဆင်မပြေဘူးတချို့ဂျင်းနေချက်ထဲမှာသူဒီလှဲ့တာလေးတွေရောကောင်းပါလေအရာလေးကြီးလောက်တာရတိတ်ခါမရှိဘူးတချို့နေရာတွေမှာမလူအဖက်နဲ့ဖန်စီပလီနေရရရညာတယ်အဲ့အရာဘာတိကိုင်နိုင်လေဆိုတော့သူ့ရဲ့ဟိုဖန်ဆောင်ရည်လည်းတိကိုင်နိုင်တယ် ဘလို့ဆန်းဆောင်ရှိခိုင်နေနေလဲဆိုတော့တီးတဲ့ပိုးကောင်းကိုလုံနိုင်ညာမယ်လုံနိုင်တဲ့လူကဒီလိုမျိုးဖန်စီကလေးတွေပုံပါပဲစိတ်ရောက်နေရင်ဆိုရင်သူလည်းသူ့တွင်ရမ်းအဆင်မပြေလောက်နောက်ပြီးအသင်းတွေလည်းထိခိုင်နိုင်တယ်ဘလို့မျိုးလဲဆိုတော့ကစားသမားတိုင်းကလည်းဒီဖန်စီမလိုအပ်ဖက်ဖန်စီပြနေတဲ့ပီယာမျိုးကိုကြိုက်မှာမဟုတ်ဘူးညီပြကွဲနေရလဲကြိုက်မှာမဟုတ်ဘူးအဲ့ဒီချက်ဒီကြောင့်သူ AI ကို short တင်နေဗျအဲ့လိုမျိုး ျော့တင်တော့ဘူးကောင်းလာမှာပေါ့နော်ကျွန်တော်ကတော့အဲ့ဒါပါပဲမိထက်လူနည်းနည်းပြင်းပြင်ဆင်စက်နိုင်လေးအိုင်နဲ့ချက်ပဲကျွန်တော်ကတော့မြင်မြင်ပါတယ်ပေါ့နော်တကယ်လို့တူတာအလိုအဲ့အချက်နှစ်ချက်ကြီးပြင်ဆင်လာနိုင်ခဲ့ရင်သူလိုင်းနဲ့လေဝင်နိုင်လောက်တဲ့အဆင်ဖြစ်သွားမှာလေအခုအခုက သူအရင်ပွဲတွေမှာ line နဲ့တွေပါလို့မဝင်တာလဲဆိုတာကအဲ့ဒီချက်တွေပါမှာပဲဗျအနေနဲ့ဟာတော့အရင်ဟိုအတင်းနဲ့ပူပေါင်းတာနဲတာတွေပါအေးကထားလိုက်တော့မိထက်သူကဘယ်လိုကစားသမားလဲဆိုတာလူတိုင်းသိနေဟုတ်တယ်မလားအတင်းနဲ့ပူပေါင်းပါဝင်တဲ့အချိန်နဲတာတွေဒီဆိုတာကဒီလိုမျိုးဗျာလူလူကြားကောင်းအောင်အကြောင်းပြချက်ဆရာပြလိုက်တဲ့ပုံစံနဲ့ဟိုနောက်ပြီးသူဒီကစားသမားကြီးနဲ့တွဲကစားလာလဲကြားနေပြီဟိုအရင်ကြီးဘယ်လိုမျိုး လုပ်ယူနေရလဲမလို့ဘူးညာတော့တော့အဲအဲ့တော့သူအဲ့လို line နဲ့ဒီတိတ်မဝင်တာကလည်းအဲ့အချက်ဒီကြောင်းပဲထင်တယ်အဲနောက်ပြီးတော့ဟိုဟာသူနဲ့နေရာလူကစားတဲ့ဟိုဟာသူနဲ့နေရာလူမှာကစားနေတာကလည်းဘဝနဲ့ကြီးဆုံးလို့ကစားသမားဆိုတော့သူ့အတွက်ကလည်းနေရာရောက်ဆိုတာလည်းတိတ်မလွယ်လောက်ဘူးပေါ့နော်ဘဝနဲ့ကြီးတို့ကလည်းဒီအတိုင်းပဲအခုက ဟိုဖိုင်ရန်ဖြစ်နေရဲ့အချိန်ပေါ့နော်ဟိုဘာဖြစ်ဖြစ်ပါကျွန်တော်ကတော့ဘလိုပုံစံမြန်မာမျိုးမိလက်ရွေးတင်နေကိုဘလိုပုံစံမြင်ကျင်မြင်ကျင်လဲဆိုတော့ဟိုဘာပေါ့ဝင်းနေကြီးထုံတော်မြေထက်လူရောဒီလိုမျိုးပါတဲ့ကစားဝက်နဲ့ကျွန်တော်ကမြင်ကျင်နေဗျာဘာဖြစ်လို့လဲဆိုတော့ပရိသေဟို brother လိုပဲစဉ်းစားကြည့်လိုက်ဟိုမှာဒီမိထက်လူကြီးကိုအရန်ကုန်မှာထားထားရဲ့ လေဗျာကစားသမားကောင်းတယောက်ဗျာတကယ်ဟိုတကယ်ကိုအောက်အားထားပြရတဲ့ကစားသမားတယောက်ကအရင်ခုန်ကြီးမှဆိုင်ရတကယ်လို့မိထန်းလူဟိုဟာဘောထက်ခွင်ရလို့ဝင်းနေကြီးထွင်းကြီးကိုလိုင်းနဲ့အောက်ထားမယ်ဆိုရင်လေစဉ်းစားကြည့်လိုက်ဗျာကစားသမားကောင်းတယောက်အပုတ်အပုတ်ခံပြီးတော့ဟိုအရင်ခုန်ကြီးမှထားထားတာဘလောက်အသိန်းတွေနဲ့လာလေဟုတ်တယ်မဟုတ်လားအဲ့လိုဗျာဟိုအသိန်းမှဖြစ်နေရပြဿနာရောကျွန်တော်ကတော့ဘာမှမသိဘူးဒါပေမဲ့ ကျွန်တော်အမြင်တော့ဒီလိုမျိုးမိထက်လူများဝင်းသိမ့်နေတုံးရောအလိုလိုနှစ်ယောက်လုံးကိုဟိုဘွတ်ထွက်တဲ့ဘွတ်ထွက်လာသိချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကသာမားကောင်းတယောက်ပုတ်နေတဲ့ပုံစံမျိုးကျွန်တော်မြန်မာပိတ်သက်တယ်လေမြင်ရမှာမဟုတ်ဘူးလေဟုတ်တယ်မလားဟိုမိထက်လူလည်းရောဝင်းသိမ့်နေတုံးရောပွဲကသာမယ်ဆိုရင်ကိုရဝရေးကိုဝင်းသိမ့်နေတုံးစီကလည်းမျောလင်းလို့ရတယ်လို့မိထက်လူစီကလည်းကျွန်တော်တို့ကမျောလင်းလို့ရတယ်အဲ့ဒီချက်တည်းက ညမာမျိုးသမီးတင်းကဟိုပြိုင်ပွဲတော့ဝဲမှာအနိုင်ရနိုင်နေချမ်းပူများရဲ့ပေါ့ဗျာဟိုပြီးခဲ့တဲ့ပြိုင်ပွဲတွေကိုပဲကြည့်ကြည့်လိုက်ကျွန်တော်တို့ Australia နဲ့ Final ပွဲကိုကြည့်ကြည့်လိုက်ကျွန်တော်တို့မှာဘူးသွင်းခွင့်ဆိုတာမရခဲ့ဘူးဟိုတစ်ချိန်လုံးခံစစ်ပဲခံနေရတယ်ရှေ့ရောက်သွားရင်ဝင်းနေကြီးသွင်းတယောက်ပဲရှိတယ်ဝင်းနေကြီးတော့မှလည်း ဟိုလူနဲ့တွဲဆော်တယ်ဆန်းတော့ဆိုတာဆော်ရင်နာသားရဲ့အတွက်သူလည်းဒုတိယပိုင်းမှာမလုံနိုင်ဘူးခဲ့လို့ဟုတ်တယ်မလားအဲ့ဒီပဲကြောင့်ကျွန်တော်ကတော့ကရာမကောင်းနေဒီလိုပုတ်ပုတ်သွားတဲ့ပုံစံမျိုးမဖြစ်စေချင်ပဲနဲ့ဒီလိုနှစ်ယောက်လုံးကွာဘာနိုင်နဲ့အော်နှစ်ယောက်လုံးပါဝင်ကစားတဲ့ပုံစံမျိုးကိုမြင်ချင်ပါတယ်ကျွန်တော်ကတော့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်ပြောရလေးမှာလိုအပ်ချက်လေးအမှားလေးပါရင်လေထောက်ပြဝေဖန်ပြီးလို့ရပါတယ်ခင်ဗျာ